你咋不讲呢？

ကဲညီမလေးရှင်ကိုစီးတဲ့မြင်းအထီးမှန်မာမှန်တော့သိဖို့လိုပါတယ်နော်ဟုတ်ကဲ့ခုဆိုးပြတဲ့တခြင်းကဘာတခြင်းလဲခုနရဲ့တသမီကိုမြတ်တာပို့တဲ့တခြင်းပါရှင်ရှိမှာမန်းတဲ့ထဲမှာကျွန်တော်ဆိုင်လာနာထောင်နေတဲ့ပြိသက်ထဲမှာအာလုံးနေ့ခုနှစ်နေ့တွေကခုနှစ်ရသားသမီးတွေအာလုံးပါရှိမယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာအဲ့တော့ညီမလေးရှင်ဘာလို့ဒုတိယပိုင်းကလေးစိုးစမ်းဘယ်ဘယ်တက်တောင်းအဝေးရရဲ့မရှိ သမားဆိုတော့မြစ်တန်ရဲ့သားကောင်းတွေဖြစ်ခြင်းကြောင့်ပရိသတ်ကိုမြစ်ထာများများပို့လေပရိသတ်ရှိကမြစ်ထာများများရလေပါပဲလို့ကျွန်တော်ဆရာများကတင်တင်ဆုံးမထားခြင်းကြောင့်ကျွန်တော်ပရိသတ်ကိုကျွန်တော်မြစ်ထာပို့နေတာပါခင်ဗျာမြန်မာလေးရှင်းရှင်းဆက်လိုက်တော့ဗာနေတော့တနင်္ဂနွေတနင်္ဂအေငါဘုရားကျာတာပရိနေတောက်ချစနေ ားလုံးအားလုံးနေ့ခုနှစ်နေ့အားလုံးပါရှိသွားပါပြီခင်ဗျာခြေချညမလေးအထွေးထွေးအထွေးထွေးခုနှစ်ရက်သားသမီးပေါင်းအားလုံးအားလုံးစိတ်ဓာတ်ဒုက္ခကာယဒုက္ခချမ်းသာဒုက္ခနှစ်ဌာနထာဝရဒီဆုံးညပါစီကျွန်တော်ကံတရားကြီးရွာတရွာလုံးတနေလုံး ဘေးဥပ္ပအနေရီကင်းရှင်းကြပါစီလို့မျိုးသူဆိုင်တဲ့ဖွေသားများအားလုံးရဲ့ကိုစားဆုတောင်းပေးခဲ့ပါတယ်ခင်ဗျာကဲတော့ညီမလေးမြန်မာလေးရဲ့တာဝန်ကြီးသွားပြီဒုတိယပတ်ရတော့ကျွန်တော်ဆိုင်းဝါသနာရှင်များလည်းပါရှိခြင်းကြောင့်နောက်ကနေစီယာဆိုင်းတော်ကိုကြောက်ပါခင်ဗျာနောက်ကလူရှင်တော်တွေမရှိတော့တဲ့အတွက်ကြောင့်မလို့ကျွန်တော်မှအားငယ်စရာလည်းမလိုပါဘူးခင်ဗျာကျွန်တော်မှကြည်မောင်းနှင်းပမရိရခွင်တီကျွန်တော်ဆိုင်းတဲ့ဘွေသားများအားလုံးကြံရှိခြင်းကြောင့်ကျွန်တော်ကတော့ အတီးကိုပဲတက်တဲ့လူတွေပဲဆိုတော့ကျွန်တော်ကတော့တီးမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့နောက်ကနင်းစရာရောက်ပြီလားရောက်ပါပြီမိုက်ကလေးနဲ့ပြောပါမိုက်ကလေးနဲ့ပြောနော်နင်းစရာခင်ဗျာနာမည်မလို့ခေါ်လဲဗျမြန်မာပြည်လင်းဆောင်လို့ခေါ်ပါတယ်ကျွန်တော်နောက်ကမြင်မမြင်တော်မူနင်းစရာမြန်မာပြည်လင်းဆောင်လို့ခေါ်လိုက်ပါတယ်ခင်ဗျာကဲနောက်ကနင်းစရာခင်ဗျာရှေးရဆိုင်စရာတော့ရင်နောက်ကလိုက်နိုင်ပါမလားလိုက်နိုင်ပါရဲ့ရှေးရဆိုင်စရာတီးတယ်လို့နောက်ကပတ်တလုံးနဲတဲ့ပေါ့နဲတလုံးပတ်တဲ့ပေါ့ပေါ့ နဲ့တလုံးပတ်တလုံးနဲ့တပေါက်လို့ပြီးပြီးအဲ့လိုထောက်အောင်ပါလေကွာပတ်တလုံးနဲ့တပေါက်ပါခင်ဗျာကျွန်တော်ပြိပြိတဲ့အားလုံးပတ်တလုံးနဲ့တပေါက်ဆိုတာကအထူးပြောတာမဟုတ်ဘူးအခုလို့နေတဲ့ပတ်သက်တီးတော်မယ်ဆိုလို့ရှေးတုန်းကစိုင်းဆရာကြီးတွေနေပညာရှင်ကြီးတွေကနောက်ကနေဆရာကိုစိုင်းဆရာကဘယ်လိုဆန်းနေမှတ်တော့ဘယ်လိုဆန်းတာနောက်ကနေဆရာမှုကြည့်စမ်းပါ ိုင်းเสียကနောက်ကတိန်ဆိုလို့ရှိရင်နောက်ကနဲเสียကတီပဲပေါ့နဲเสียဒါလောက်ဆိုရင်တော့တို့နဲတဲ့ပတ်တဲ့တို့ကန်သာယာချင်းရွာဆိုင်းတွေလည်းအများကြီးနားထောင်မှုပါတယ်ခင်ဗျာအခုလို6ပေါက်ကွင်းထဲမှာနဲတဲ့ပတ်တဲ့တခြားဆိုင်းတွေတီးချင်တီးပါလိမ့်မယ်ခင်ဗျာဒါပေမဲ့နဲတဲ့ပတ်တဲ့ကတော့ရှားပါအတန်အတွက်ဖြစ်ချင်းကြောင့်ကျွန်တော်အဓိကထားပြီးတော့တီးမှာဖြစ်ပါလိမ့်နဲเสียခင်ဗျာအစင်းနဲ့ဖြစ်ပြီလားအစင်းနဲ့ဖြစ်ပါ යි အစင်းနဲ့ဖြစ်ခင်နောက်ကနဲเสียနဲ့ကျွန်တော်ရှိရဆိုင်းเสีย ညီကူနှစ်ယောက်ဒီလိုလေးပတ်သက်နေတဲ့ကြတော့ဒီလိုတီးကြအောင်ဗျ။ ကြီးဘယ်လောက်ရလဲညာကြီး2သိန်းနဲ့2000 2သိန်းနဲ့2000ပေးရပါတယ်ခင်ဗျာစပေါငွေဘယ်လောက်ယူထားလဲစပေါငွေ380ကျွန်တော်နောက်ကနေစရာတယောက်ထည့်နေသိန်း380ကျွန်တော်ပေးထားတာပါနောက်ကလူရှင်တော်တွေနှစ်ယောက်မပါလို့လေကျွန်တော်ကအားငယ်နေမှာတော့မပါဘူးရဲ့လူရှင်တော်တွေအားကိုပြီးတော့တီးတဲ့ဆိုင်ထဲမှာလည်းမျိုးသူမပါဘူးခင်ဗျာလူရှင်တော်တွေကြီးရမှာဆိုင်ကောင်းတာမဟုတ်ပါဘူးခင်ဗျာဟာဆိုင်တွေကလူငယ်လေးတွေကြီးပဲ နောက်ကအဆူတော်လေးတွေကလည်းချောလိုက်တာအဆူတော်ချောတိုင်းလဲဆိုင်းကောင်းတာမဟုတ်ပါဘူးခင်ဗျာဆိုင်းစင်ဟာချောတိုင်းလဲဆိုင်းကောင်းတာမဟုတ်ပါဘူးခင်ဗျာဆိုင်းစင်ဟာချောတိုင်းတာဆိုင်းကောင်းကြီးဆိုရင်တော့ကြောက်ပရောင်းမျိုးမျိုးသူဆိုင်းကအကောင်းဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျာအဲ့တော့ဘာကဆိုင်းကောင်းတာလဲလို့ကျွန်တော်ကန်တရားကြည့်ရပရိသတ်ကမေးဆိုင်းကိုဆိုင်းနဲ့တကယ်တူအောင်တီးမှာဆိုင်းကကောင်းပါလိမ့်မယ်ခင်ဗျာ ဒါကြောင့်နေစီယာခမရမုံနိုင်သေးလားဟိမုံနိုင်သေးပါရဲ့မုံနိုင်သေးရင်တော့ကြံပါသေးတယ်ခမရသချင်းကပထမပိုက်ဒုတိယပိုက်ဆိုပြီးတော့နှစ်မျိုးရှိတဲ့ထဲကပထမပိုက်တီးပြီးတော့ပြန်တော့ဒုတိယပိုက်ကြတော့ပတ်သက်နေတဲ့ဟိလိုလာပါသေးတယ်ခမရ ှုံရတာတကယ်ကိုရှေ့ကဆိုင်းစရာကတီးတယ်လို့နောက်ကလေနေကတလုံးမှမကြံအောင်ကိုမှုံနေတာပါခင်ဗျာကျွန်တော်နောက်ကနေကဘလို့အခင်းပါတယ်မဲ့လို့နှင်းလီခင်ဗျာရှေ့ကနေယုံကြည်မယ်နောက်ကလိုက်ခဲ့သမ်းပါဟာနေစရာကျွန်တော်ကရှေ့ကနေပလုံး20လုံးကြောင်းစံနေအောင်တီးတယ်နောက်ကနေစရာကအပေါက်ကလေးခုနှစ်ပေါက်ကလေးနဲ့ခင်ဗျာဘလို့ကိုက်အောင်မှုံတယ်ပြောစမ်းပါဦးဆိုင်စရာဖြဖြဆိုင်စရာအရင်ကနေအဖျားတီး20လုံးပါတယ်20လုံးပါတယ် ကျွန်တော်နေရတော့ကန္တာယာပြိဿတိပါပဲခုနှစ်ပေါက်ပဲရှိရခုနှစ်ပေါက်ပဲရှိတယ်ဘလုံးမော့ဘလုံးမော့ကလည်းလုံးစုံဆိုင်းစရာဘလုံးမော့တာလဲဆိုင်းစရာအရင်ကနေအဖျားကြီး20လုံးကိုကျွန်တော်နောက်ဘလုံးမီအောင်လိုက်ရတယ်ဘလုံးမီအောင်လိုက်တော့ကျွန်တော်အနေကဆိုင်းစရာအမြောက်နဲ့ဆိုအကိုက်ပဲဟောအမြောက်နဲ့ဆိုအကိုက်ပဲလားလောက်ချတတန်တတန်လတ်လို့ရှိရင်ဆိုင်းစရာ3တန်ထွက်တယ်ဩတတန်လတ်လို့ရှိရင်3တန်ထွက်တယ်အဲ့တော့ခွင်3လီ21ဩဒါကြောင့်မလို့ကျွန်တော်က ါကြောင့်ဆိုင်းစရာနဲ့ကိုက်ညီရပါဘောအဲ့ဒါကြောင့်လို့နောက်ကနည်းစရာကလည်းကိုက်ညီတာအတန်တတန်မှုန့်လိုက်တာနဲ့လှက်လိုက်တာနဲ့လက်ပေါက်ကလေးလက်လိုက်တာနဲ့သုံးတန်ထွက်တယ်တဲ့နင်းလေးနင်းလေးလောင်ကောင်းနင်းလေးကိုကျူးပြဆန်းကွာပြိတ္တချစ်လောင်နင်းလေးကျူးဆန်းပါလှဆန်းပါနေပညာဟာတိတ်ကိုခက်ခဲပါတယ်ခင်ဗျာ လူတထောင်မှာတယောက်တခဲသောပညာပါခင်ဗျာအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီထဲမှာဆိုအခက်ဆုံးသောပညာနှဲပညာပါခင်ဗျာ GD မောင်းနှဲပတ်မရကွင်းဒီအဲ့ထဲကမှာနှဲပညာဟာတကယ့်ကိုတန်မိုးကြီးလွင်းလို့မလို့တကယ့်ကိုခက်ခဲလွင်းလို့မလို့နောက်ကနှဲစရာနှဲပညာကိုတော့တန်မိုးထားပါလို့ဒီနေရာကနေပြီးတော့စကားလက်ဆောင်ပေးကြပါတယ်နှဲစရာကဲတခါတော့ပြန်ပြီးတော့မှုတ်ကြည့်လိုက်အောင်နော်နောက်နှဲစရာတို့တို့ကန္တာယာကြီးရွာက နားထောင်တတ်တဲ့ပရိသတ်တွေအများကြီးရှိတယ်။ပြီးခဲ့တဲ့တို့ဟိုတို့တီးခဲ့တာကဘာရွာနဲ့လေဟိုနမောက်နေတဲ့ကကမ်းမြူရွာကပြီးလာတာလေတို့အခုလိုနဲ့တဲ့ပတ်သက်တီးတော့အလူတကာလူမက နောက်ကနဲ့ဆရာလေးတနာလူဆိုပြီးတော့ဗျာလာပြီးတော့ရင်နွေးဘူးနဲ့လောင်းပလိုက်ကြတာအာဆိုင်ဆရာစုကြတယ်လို့ပါအပွင့်တော့တော့တော့ရတယ်။အော်ဟုတ်တယ်ပြီးခဲ့တဲ့ပွဲကအခုလိုပတ်သက်နေတဲ့တီးတော့အလူတကာလူမကတနာလူဆိုပြီးတော့နောက်ကနဲ့ဆရာစုတော်ငွေ3000လာပြီးတော့စုကြတာနဲ့ဆရာ တို့ဒီပွဲကလည်းတို့အကိုတွေကစွချာမာတယ်နောက်ကနဲစရာအမောက်ကောင်းလွင်းတို့တယ်နဲစရာခမညမှောက်နိုင်နေလားမှောက်နိုင်နေပါရဲ့တစ်ခေါက်တော့ဒုတိယပိုင်းပြန်မှောက်ချင်းစမ်းကွာနော်ဟုတ် ူရှင်တော်တွေမပါတယ်ဘာမှမဖြစ်ဘူးကျွန်တော်ဆိုင်ကအေးစီစီပဲကျွန်တော်တီးတတ်ပါတယ်စူတတ်ပါတယ်ပြောတတ်ပါတယ်ခင်ဗျာပရိသတ်နဲ့အလုံးလုံးတတ်ပါတယ်နောက်ကလူရှင်တော်တွေပါမှကျွန်တော်ဆိုင်ဒီနေ့ညအလုံးလုံးစရာမလိုပါဘူးခင်ဗျာနေစရာခင်ဗျာနေစရာတာဝန်ကြီးပါတယ်နေစရာကိုယ့်နေရာကိုထိုင်ပါတော့ခင်ဗျာအဲ့တော့ကျွန်တော်ပရိသတ်ဒီလောက်ဆိုဆိုင်တီးပြတာခဏလေးကျွန်တော်ပရိအုပ်လိုက်မယ်ကျွန်တော်ပရိသတ်အတွက်ကျွန်တော်သချင်းလေးတစ်ပုဒ်အပြင်းပြေပေါ့ဗျာဒါပြီးရင်ကျွန်တော်သေးကြတဲ့ညမ်းပြီးတော့ဆိုင်ဗလာတွေတီးအောင်ပါ အခုဟာကအဲကျွန်တော်ပြိတ္တနည်းနည်းလေးအပြင်းပြေတစ်ချင်းလေးကျွန်တော်ဆိုးပြပါမယ်ခင်ဗျာ